ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈,၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။စကိုင်းတိုင်းမွန်ရွာမြို့နယ်တပကံစလင်းချင်းမြို့နယ်တဲ့မြောင်းလိုက်သစကံစောစုလက်နက်ကိုင်နေအင်အား150လောင်းနဲ့နှစ်ဖွဲ့ခွဲက ကျွမ်းစင်ပတ်ငွေစစ်ကြောင်းထိုးနေလို့ပြည်သူတထောင်ခွဲကျော်စစ်ပေးရှောင်နေရတယ်လို့ဒေသခံတွေကအမှတ်ပြကိုပြောပါရယ်။အောက်တိုဘာ18ရက်မနက်9နာရီလောက်ကစတဲ့ကမင်းအောင်လိုက်တစ္ဆာကန်စုပ်စုလက်နက်ကင်တွေကစလင်းကြီးနေတဲ့စစ်ကြောင်းထိုးကဖြစ်ပြီးတော့မုံရွာမြို့မှာရှိတဲ့မုံဦးငွေညစ်ဂိတ်ကနေလဲ120မမလက်နက်ကြီးနဲ့စလင်းကြီးနေဘက်ရန်ကားပစ်ခတ်နေပါရယ်။စလင်းကြီးနေတဲ့နှစ်ဖွဲ့ခွဲကရာဇင်ပတ်မွေစစ်ကြောင်းထိုးနေတဲ့စုပ်စုဟာအောက်တိုဘာ18ရက်မှာ ုံရွာမျိုးကတဆင့်ချင်းလင်းမြစ်ကိုဖလက်မော်တော်ယာဉ်တွေနဲ့ကူးလာပြီးနောက်ညောင်မင်းကြီးစကန်မှာဝစ်ချင်းချကကျေးရွာတွေကိုစင်းနေလူရက်နေတာဖြစ်ပါတယ်။စိုးစုရန်ကြောင်းဆလင်းကြီးမျိုးနွယ်မှာရှိတဲ့လက်ပဒေါင်းရွှေလေးပလောင်ဂရိုကုံစတဲ့ကျေးရွာတွေကပြည်သူတပေါင်းကွဲကျော်ဘေးလျာကိုထွက်ပြေးတိမ်းရှောင်နေရတာက စပေးရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။